အားလုံးပဲမင်္ဂလာပါရှင် C4D YouTube Channel ကနေကြိုဆိုလိုက်ပါတယ်ရှင်ဒီကနေ့ကျမဖတ်ပြပေးမှာကတော့စာရေးဆရာမ Delphine Shrin ရေးသားထားတဲ့ The Rebel of Rangoon ကိုဆရာအောင်အေးရန်ကုန်တက္ကသိုလ်ကဘာသာပြန်ရေးသားထားတဲ့ရန်ကုန်မြို့ပေါ်ကတပုံးဆိုတဲ့ဝိထုတွေကအခန်းနှစ်နိုင်ဂျယ်အပိုင်းနှစ်ပဲဖြစ်ပါတယ်ရှင်။ ဆင်းရဲမွေးတီခြင်းဟာမုန်းเสียရကောင်းတဲ့ရန်သူလို့သူသိထားပါတယ်။အင်တာနက်သုံးဆွဲသူ အများစုဟာကိုယ်ပိုင်အင်တာနက်ချိတ်ဆက်မှုမပြုနိုင်တော့အင်တာနက်ကဖေးဆိုင်တွေကိုဒါမိခိုအားထားကြရပါတယ်။အင်တာနက်သုံးဆွဲခဟာမပြောပါလောက်ပါဘူး။တနာယီကို200ကျပ်အမေရိကန်ဒေါ်လာဈေးနဲ့ဆိုရင်ဆင့်30လောက်ပါပဲ။ဒါတောင် စီရင်သားရက်ွက်ကကလေးတွေမသုံးနိုင်ကြပါဘူး။နိုင်ကျဟာအင်တာနက်သုံးသက်ခြင်းသူဘသူကိုမဆိုအခြေခံကစပြီးတင်ပေးပါလေ။တားမြစ်ထားတဲ့ website တွေကိုခွကြော်ကြည့်တဲ့နီးတွေကိုလည်းတင်ပေးပါလေ။ဒါတောင် သူ့ညီအကိုမောင်နှမတွေကအင်တာနက်ဖိုးမတက်နိုင်လို့ဆိုပြီးမကြည့်ကြပါဘူး။အနောက်နိုင်ငံကနီးပညာရှင်တွေကတော့အင်တာနက်ကွန်ရက်ကို အခြေခံလူဒန်းစားတွေသုံးဆွဲနိုင်အောင်ကြိုးစားနေကြတာပါဒါပေမဲ့ဝါတိုင်ထူတက်ငယ်မိုးတဲအိမ်တွေအများအပြားရှိနေတဲ့ဒီတိုင်းပြည်မှာလူဦးရေ54တန်းကနေတန်း60အကြာအရေအတွက်အရေအတွက်လောက်ရှိနေပြီမဲ့အင်တာနက်သုံးဆွဲသူက3သိန်းလောက်ပဲရှိနေသေးတယ်လို့သိရပါတယ်ဒါကြောင့်အင်တာနက်ဟာမပြတ်နှံ့သေးပါဘူး အဲ့ဒီအချိန်ကအင်တာနက်ကဖေးလုပ်ငန်းဟာမတွင်ကျယ်သေးပါဘူး။လွန်ခဲ့တဲ့နှစ်အချို့ကအဲ့ဒီလုပ်ငန်းဟာဖောက်သေးရဖို့ခက်ခဲခဲ့ပါတယ်။အဲ့ဒီတော့စွန့်ဦးတီထွင်လုပ်ရသူတွေဟာ အရှုံးမပေါ်ရလေအောင်ဖောက်သေးတွေကိုဖွင့်မရတဲ့ website တွေတားမြစ်ထားတဲ့ website တွေကြည့်လို့ရအောင်ကြော်ခွပေးကြပါတယ်။ဒီတော့မှ Gmail တို့ Gtalk တို့ အခမဲ့ရှာဖွေရေးအင်ဂျင်တွေကိုသုံးလို့ရသွားတာပါ နောက်ပိုင်းမြို့နယ်အသီးသီးမှာ အင်တာနက်ကဖီးတွေအပြိုင်ဆိုင်ပေါ်ပေါက်လာတဲ့အခါမှာစောင့်ကြည့်စနစ်တွေမှာစောင့်ကြည့်စနစ်တွေပါ ရောက်လာပုံရပါတယ်အဲ့ဒီစောင့်ကြည့်စောင့်ကြည့်စနစ်တွေကနေတနင်္လာရှိပွဲ ဖောက်တဲ့စင်းရည်နေပြုစုထားတဲ့သဘောလိုထင်ရပါတယ်နိုင်ကျဲလဲအဲ့ဒီစင်းရည်နဲ့ပါသွားတာဖြစ်နိုင်ပါတယ်သူဟာ အင်တာနက်ဆိုင်နေနဲ့ပတ်သက်ရင်မန်နေဂျာတွေရဲ့အနေအထားကိုအကဲခတ်ပြီးဂယုတစိုက်ရွေးချယ်ထိုင်တတ်ပါလေဒီဆိုင်ကတော့သူနဲ့တိတ်မရင်းနီးပါဘူးကြော်ကြော်ရွေးထားတဲ့ဆိုင်မှုယုံယုံကြည်ကြည်ထိုင်ခဲ့တာဖြစ်ပါလေအင်တာနက်ဆိုင်ထိုင်ရတာလဲနောင်ကစားလုပ်ရတယ်လို့ပါပဲစွန့်စားပြီးထိုင်ရတာပါဆိုင်ထဲမှာသတင်းပေးတွေရှိနေတတ်ပါလေပြည်ရင်းတဏီယာယာမှာ ဘုံခွဲမှုတွေဘာတွေဖြစ်ခဲ့ရင်သတင်းပေးတွေကပိုးပြီးခြေချင်းလိမ်နေတာပါ၂008ခုနှစ်ဇွန်လအတွင်းပြည်ထောင်စုကြန့်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးအသင်းယုံတယုံမှာဘုံခွဲမှုဖြစ်တော့နိုင်ငံရေးတကြွလှုပ်ရှားသူအတော်များများဟာရန်ကုန်မြို့ပေါ်ကနေတိမ်းရှောင်သွားကြရပါတယ်အဲ့ဒီအထဲမှာ သူလဲတဲခုခံတခန်းမှာသူ့ချစ်သူနဲ့အတူ၃ရက်လောက်သွားပုန်နေခဲ့ပါတယ်အဲ့ဒီချစ်သူက သူ့ဇနီးဖြစ်လာခဲ့တာပါ။နှွေးဆိုရင်တော့အခုလိုဖြစ်ချင်မှဖြစ်မှာပါ။သူတို့နှစ်ယောက်ကတော့ဖောင်းဖြစ်သွားခဲ့ပါပြီ။နှွေးဟာ လူတွေကိုအနံ့ခံရမှာထက်မြက်ပါတယ်။ဘသူကကြေးစားဘသူကရိုးရိုးသားသားဆိုတာကောင်းကောင်းခွဲခြားတတ်ပါတယ်။ဒါပေမဲ့နိုင်ဂျယ်ကလူတွေအများကြီးနဲ့ပိုးပြီးအဆက်ဆံများပါတယ်။နိုင်ဂျယ်အမြင်မှာတော့ နွေးဟာပြောင်မြောက်တဲ့စီးပွားရေးသမားပါပဲခင်မီလာပါတဲ့ဆဲလ်ဖုန်းလိုမျိုးမြေပညာအသုံးဆောင်ပစ္စည်းတွေကိုစုဆောင်ပြီးငွေကိုလွယ်လွယ်သုံးသက်တဲ့လူတွေစီဈေးကြီးကြီးနဲ့ပြန်ရောင်းပေးတတ်တယ်လေသူတို့နှစ်ယောက်စကားမပြောဖြစ်တာရက်သက်သက်ပတ်အချို့ရှိပါပြီလွန်ခဲ့တဲ့လေးလအကျော်လောက်တုန်းကထိုင်းနိုင်ငံမဲဆောက်မြို့ကို တိတ်တဆိတ်ခီးထွက်ခဲ့ကြပြီးနောက် အမြင်ယူဆတွေကွဲလွဲပြီးစကားမပြောဖြစ်ကြတာဖြစ်ပါတယ်။သူတို့နှစ်ယောက်နောက်ဆုံးအခေါက်တွေ့ခဲ့ကြတုန်းကနိုင်ဂျယ်ကနွေးနယ်လူငယ်တက်ကြွလှုပ်ရှားသူနှစ်ယောက်ကိုအမေရိကန်သတင်းထောက်တစ်ယောက်နဲ့တွေ့ပြီးဖို့သွားရောက်ဖိတ်ခေါ်ခဲ့တာဖြစ်ပါလေ။သူကကန်တော်ကြီးတွေကစားတောက်ဆိုင်တစ်ဆိုင်မှာရွေးချယ်ထားပါလေ။အဲ့ဒီမှာကကြီးကန်းတန်တွေမိုးပေါက်ကြတဲ့တန်တွေကလွဲရင် အယန်းကိုတိတ်ဆိတ်ပြီးစိမ့်လဲ့တဲ့နေရာဖြစ်ပါလေ။နှွေးဟာမိနစ်40လောက်နောက်ကျပြီးမှရောက်လာခဲ့ပါလေ။ရောက်လာတော့လေသူ့ဆဲဖုန်းကမိနစ်အနည်းငယ်ကြာတိုင်းခေါ်တန်တွေထွက်နေခဲ့တာပါ။စကားပြောကြတော့လေမိသမျှမိခွန်းတွေကိုတူတူနဲ့လူရင်းဖြင်းနေခဲ့တာပါ။နောက်ဆုံးတော့နှွေးနဲ့သတင်းထောက်တို့အတူတူထွက်သွားခဲ့ကြပါလေ။ ။နိုင်ဂျန်နဲ့အခြားသူတွေကဘာမှမပြောဘဲအရှူအရှူခြေရဖြောက်ခဲ့ကြပါတယ်။လျှို့ဝှက်ရေးအရာပေါ့။ဒီနေ့သူ့စီကိုထောက်လန်းရေးတွေရဲထောက်လန်းရေးတွေချင့်ကပ်လာပုံမျိုးကတော့နွေးဆိုရင်ကွန်ပျူတာကို shut down လုပ်လိုက်မှာတော့လုပ်လိုက်နိုင်မှာတော့မဟုတ်ပါဘူး။သူက G.3 နေပြီဆိုရင်တယောက်နှစ်ယောက်တည်းနဲ့ပြောနေတာမဟုတ်ပဲ။ လူအများကြီးနဲ့တပြိုင်တည်းမှာပြောနေတတ်ပါလေ။သူပြောနေတဲ့လူတစ်ဝက်လောက်ကို သူမှတ်တောင်းမှတ်မိတော့မှာမဟုတ်ပါဘူး။ဒီလိုအဲ့ဒီလိုသူကြည်တော့သုံးနေတော့ဒီနေ့လိုအခြေအနေမျိုးနဲ့ကြုံရရင်စက်ပိတ်ဖို့ဆိုရင်မီးပလက်ကျူးဆွဲဖြုတ်လိုက်တဲ့ဤပဲရှိပါတော့လေ။ဒီအချက်ကို တွေးမိတော့နိုင်ကျဲဟာ သူလှုပ်ခဲ့တဲ့မြတွေဟာလှုပ်တဲ့လှုပ်ထိုက်တဲ့အတိုင်းတိတိကျကျ လောက်ခဲ့နိုင်တာပဲဆိုပြီးကြည်နက်သွားပါတယ်အခုချိန်ထိတော့ရဲထောင်လမ်းရေးတွေဟာအင်တာနက်ဆိုင်စီ ပြန်သွားဖို့စိတ်ကူးရှိပုံမပေါ်ပါဘူးဒါကိုကြည့်ချင်းအပြင်သူတို့ဟာအလုတ်ကိုဝစ်ကြေတန်းကြီးဝစ်ကြေတန်းကြီးသာလုံနေကြတယ်ဆိုတာသိတာနေပါတယ်ဒါမှမဟုတ် သူတို့ဟာ အောက်ခြေအဆင့်တွေနဲ့မှတဲလွန်စရှာဖို့ရမတွေးမိတာလည်းဖြစ်နိုင်ပါတယ် ့့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 နိုင်ဂျယ်ယူဆထားလို့ဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကြော်ကြော်ဟာဒီမိုကရက်တစ်ဗမာအသံဒီမိုကရက်တစ် Vice of Burma DVB ကမြေအောက်သတင်းထောက်တူဖြစ်လို့ပါ ဲ့ဒီအချိန်တုန်းက DVB သတင်းတောက်တွေဟာနိုင်ငံရေးသမားတွေထက်တောင် ပိုးပြီးသတိထားခြင်းခံနေရပါတယ်သူတို့ရဲ့သတင်းထုတ်လွှင့်မှုတွေကပိုများနေလို့ဖြစ်ပါတယ်2009ခုနှစ်လှုပ်ရှားမှုနဲ့ပတ်သက်လို့မှတ်တမ်းမှတ်ရာတွေ သတင်းတွေကိုလွှင့်ထုတ်နိုင်ခဲ့ပါတယ်ဖုံးတော်ကြီးတွေပရိတ်ရွတ်နေကြပုံတွေဖုံးတော်ကြီးတွေဝစ်ဆင်ထားတဲ့သင်ငန်းရွှေဝါရောင်တွေဟာ လမ်းတွေပေါ်မှာဖုံလွှမ်းသွားပုံတွေအတားအဆီးတွေရှိမှစောင်းချောင်ထိုင်ပြီးဆူတောင်းနေကြပုံတွေလက်နဲ့ကင်ထားတဲ့စစ်သားပုံတွေအကျန်းဖယ်ဖြူခွင်းခံရပုံတွေကိုကဘာတိအောင်လွှင့်ထုတ်နိုင်ခဲ့ပါတယ်အဲ့ဒီလှုပ်ရှားမှုကြီးပြီးတဲ့နောက်ရှစ်လအကြာမှာမြန်မာပြည်ဟာနာဂစ်ဆိုင်နာဂစ်ဆိုတဲ့ไซကလုန်းမုန်တိုင်းထံဒဏ်ကိုခံလိုက်ရပါတယ် အဲ့ဒီရက်ပိုင်းတွေအတွင်းမှာပဲဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတည်တည်ရက်အတွဲပြည်လုံးကျဆန္ဒခံယူပွဲ လုပ်ခဲ့ပါတယ်ကြကြောဟာလှုပ်ရှားမှုတွေလုပ်နေခဲ့တာပါမှတ်တမ်းတင်ဗီဒီယိုရိုက်ဖို့ဆိုပြီးမြို့ပေါ်ကနေရက်အချို့ပျောက်ပျောက်သွားတတ်ပါတယ်ကင်မရာတစ်လုံးနဲ့ပေါ့သူပတ်စံတွေအများကြီးရခဲ့တာပါဒါကူလဲတဏှာရှိကြပုံရပါတယ်ရေကားက စောင့်ထွက်လိုက်ပါတယ်။သူတို့ဘဲကိုဥတီမောင်းနေတယ်လဲဆိုတာနိုင်ချေမသိပါဘူး။ဘာကြောင့်မှန်းတော့မသိသူခန္ဓာကိုယ်ကတောင့်တင်းနေပါတယ်။သူနှလုံးခုန်သံဟာကြဲလောင်နေတယ်လို့ပဲ။ဘသူမှစကားမပြောဖြစ်ကြပါဘူး။တိတ်ဆိတ်နေတဲ့အချိန်အတော်တွင်းမှာသူဟာဘာတွေပြောရမလဲဘာတွေကိုမပြောဘဲခြံထားရမလဲဆိုတာကိုချိန်ဆတွေးတောနေပါတယ်။ကြော်ကြော်ဘာတွေသိထားသလဲ။ သူ့ညီလောက်တော့သိမယ်မထင်ဘူး။နိုင်ဂျယ်ရဲ့အီးမေးလ်တွေကအကြောင်းအရာတွေနဲ့ပတ်သက်ရင်တော့ဟုတ်ပါတယ်။ပြီးခဲ့တဲ့မိနစ်ပိုင်းအတွင်းမှာပဲသူတို့ DVB Editor စီအတူတူအီးမေးလ်ပို့ခဲ့ကြတာကို။ဒါကြောင့်ကြော်ကြော်များနည်းနည်းပါးပါးသိထားမလားလို့မသိနိုင်ပါဘူး။သူကတော့မသိနိုင်ဘူးလို့ပဲတွေးမိပါတယ်။ကားကခုံသွားတယ်။သူကသူ့မိတ်ဆွေကြော်ကြော်နဲ့မျက်လုံးချင်းစုံမိသွားတော့ သွေးစည်းကြစို့ဆိုတဲ့အမှုရာလှုပ်ပြလိုက်တယ်။ရုတ်တရက်အေးချမ်းသွားတယ်လို့သူခံစားရတယ်။သူ့ကိုယ်သူတေလူလို့သတ်မှတ်ထားတဲ့အာယုံကြောင့်အေးချမ်းသွားတာပဲ။သူစိတ်ရှင်းသွားပါတယ်။သူ့အတွက်သူမသွေးတော့ဘူးဆိုတော့အတွေးတွေက တခြားကိုရောက်သွားပါတယ်။သူ့အကြောင်းသူအကြောင်းသားတွေသူ့တိုင်းပြည်သူ့ဇနီးစီ သူ့ဇနီးကတော့သူ့ရဲ့လူမသိသူမသိရဲဘော်ရဲဘက်တူဦးပါ။ တိတ်မကြခင်မှာသူမသိသွားနိုင်ပါ रे ဖုန်းနေလိုက်ဆက်နေမှာပါကြော်ကြော်ကဖုန်းမကင်နိုင်သူ့ညီသူရင်းစီဆက်ပါလိမ့်မယ်သူရင်းကကြော်ကြော်အင်တာနက်ဆိုင်ကနေပြန်မလာသေးဘူးလို့ဖြေမှာပါနိုင်ကျဲအကြောင်းလဲမင်းနိုင်ပါ रे အဖြေကတထက်သေးဖြစ်မှာပေါ့ဖုန်းခေါ်ဆိုမေးမြန်းမှုတွေဟာတကောင်ရန်အထိဖြစ်နေနိုင်ပါ रे တကောင်ကြော်တဲ့အချိန်အထိလည်းဖြစ်နိုင်ပါ रे နိုင်ငံရေးလှုပ်ရှားသူတွေကြားက အစုအဖွဲ့တွေကြားမှာအဲ့ဒီသတင်းစကားကတော့ပြည့်နှံ့သွားပြီးခွေးဆွဲမခံရအောင် သတိထားသူတွေကသတိထားနေကြတော့မှာပါပဲပုံသေးနည်းအရာကတော့၄ရက်လောက်သူတို့တွေကစင့်ကလေးရဖြစ်နေကြပါလိမ့်မယ်ခွေးဆဲခွေးဆွဲခံရတာတွေရက်တန့်သွားတဲ့အချိန်ထိပေါ့သူတို့အားလုံးပဲအဖမ်းခံအစ်စ်ခံရတဲ့အခါဘာတွေပြောကြမယ်ဆိုတာ ွေးတောနေကြပြီပေါ့ဘသူမှတော့ဖြောင်းချက်ပေးမယ်ဆိုတဲ့စိတ်ကူးမရှိကြပါဘူးကားကဂျိုင်နေကြသွားလို့သူနောက်ပြန်လန်သွားပါတယ်အတွေးနယ်ချက်နေရာကနေအလိုအလျောက်သတိပြန်ကတ်လာပါတယ်စိတ်မလွတ်နဲ့စိတ်မလွတ်နဲ့ပြီးခဲ့တဲ့တပတ်ကျော်လောက်တုန်းကဆယ်ဖုန်းအဆက်အသွယ်ကြီးချာမှာနိုင်ဂျယ်တယောက်အလောက်ကနေအိမ်ရပြန်အဖမ်းခံလိုက်ရတယ်ဆိုတဲ့သတင်းပြန့်နှံ့ခဲ့ပါတယ် ဲ့ဒီတုန်းကဒီသတင်းဖြစ်ပေါ်ခဲ့တဲ့အပေါ်သူပော့ပော့တနံပဲသဘောထားခဲ့ပါတယ်အခုတော့ဒီသတင်းဟာနမိတ်ပြတဲ့သတင်းဖြစ်နေတယ်ကြည်ရတာသူတို့ထဲကသတင်းပေးတယောက်ကဖြန့်လိုက်တဲ့သတင်းဖြစ်နိုင်တယ်ဒီသတင်းကြားရပြီးသူဘာလုပ်တယ်လဲဘယ်သွားတယ်လဲဘယ်သူတွေနဲ့ဆက်သွယ်တယ်လဲဆိုတာသိချင်လို့ဖြစ်နိုင်တယ်ကမ္မန်ပရင်းကနေမြင်နေရတဲ့မြို့တော်ရဲ့ညမြင်ခွင်းဟာဝါးနေတယ်။အခုအဖမ်းခံရမှုကြောင့် စွဲချက်အတင်ခံရတာဖြစ်ဖြစ် မခံရတာဖြစ်ဖြစ်အရာကိစ္စတွေကို သူကိုယ်တိုင်းပဲတာဝန်ယူရမှာဖြစ်ပါတယ်။ဘာတွေပဲဖြစ်လာလားသူကတော့ဘာမှထုတ်ဖော်ပြောဆိုမှာမဟုတ်ပါဘူး။တစ်ဖက်ကလူတွေနဲ့လည်းစိတ်ဆက်မှာမဟုတ်ပါဘူး။ကားဟာအနောက်အနောက်မြောက်ဖက်ကိုကြွေလိုက်ပါတယ်။ဘယ်ကိုလဲအင်းဆိုင်အင်းစိန်ထောင်ကိုလားလမ်းကြိုလမ်းကြားတဲ့ကလျှို့ဝဲစကန်တစ်ခုခုစီကိုလား သူတို့မှာအထူးအာဏာရှိနေတာပဲသူ့နံရိုးတွေကိုချိုးပစ်လို့ရတယ်လို့အကျဉ်းထောင်တစ်ခုခုစီဆယ်စုနှစ်တွေချီးပြီးပို့ထားလိုက်လို့လည်းရတာပဲကိုထောင်ကျသွားပြီဆိုရင်တော့သူ့မိန်းမကသူ့ကိုသုံးလတစ်ခါလောက်တော့ထောင်ဝင်စာလာတွေ့နိုင်လိမ့်မယ်ထင်ပါရဲ့တခါတွေ့ရင်15မိနစ်လောက်ပေါ့သူ့ကိုတက်ပြစ်လိုက်ရင်လည်းရတာပဲလीတက်ပြီးရင်တော့သူ့အလောင်းကိုမိတဲ့ဂျူပြီးမှာပါ ဒါမှနှိပ်စက်ခံထားရတဲ့ဒဏ်ရာဒဏ်ချက်တွေလက်စတုံးပပျောက်သွားမှာကိုဒီလိုအဖြစ်အပျက်တွေဖြစ်ပျက်လာခဲ့တာကြာပါပြီလွန်ခဲ့တဲ့လတွေအတွင်းကပဲခိုင်စနာဝင်းရဲ့မိษွေ၃ဦးဟာအထိမ့်သိမ့်ခံနေရစဉ်သေဆုံးခဲ့ကြရပါတယ်သူတို့ဟာရှူဝါယောင်တော်လန်ရေးအတွင်းအဖမ်းခံခဲ့ကြရတာဖြစ်ပါတယ်ဖမ်းပြီးနောက်ထိမ့်သိမ့်ရေးစခန်းအဖြစ်အရေးပေါ်ဖွင့်လိုက်တဲ့ မြင်းပြိုင်ခွင်းတဲကိုခေါ်သွားပါတယ်။မင်းမြန်စစ်စေးနေတုန်းမှာပဲအဲ့ဒီ၃ယောက်ထဲက၂ယောက်တေးသွားပါတယ်။လျှက်စစ်ကျင်ဆက်နဲ့တူပြီးစစ်စေးတဲ့တံမခံနိုင်လို့တေးသွားကြလားလို့သိရပါတယ်။နောက်တစ်ယောက်ကြတော့ကပြားပေါ်တဲ့ရဲဘက်စခန်းတစ်ခုစီ အဖို့ခံလိုက်ရပြီးအဲ့ဒီမှာပဲတေးဆုံးသွားခဲ့တာပါ။ရဲဘက်စခန်းဆိုတာကြောက်ခဲဒု ကုံထန်းအစရှိတဲ့အလုတ်ကျန်းတွေထမ်းရပြီးစားရတော့သခွဲတာတာဆန်နဲ့ချက်ထားတဲ့ထမင်းဒီကြားတဲ့စစ်ဖက်နဲ့အကန့်ခံရတာလည်းရှိရာသီဥတုတန်လည်းခံရဆိုတော့တော်ယုံတန်ယုံ ကျမ်းမာရေးနဲ့မရက်တီနိုင်ပါဘူးဒီအကြောင်းတွေစဉ်းစားမိတော့နှွေးအဖေရဲ့အကြောင်းတောင်ဝူတော်ဝါပေါ်လာခဲ့ပါလေဒီလိုအခြေအနေမျိုးနဲ့ပတ်သက်လို့နိုင်ကျဲဟာ ခေါင်းထဲမှာကြာကြာထည့်မထားပါဘူးဒီလိုအခြေအနေမျိုးတွေအပေါ်ပူဆေးတော့ကရောက်နေရင်စိတ်ပြက်လက်ပြက်ဖြစ်ပြီးမျောလင့်ချက်တောင်ပျောက်ွယ်သွားနိုင်ပါတယ်သူ့ဘဝကိုအဆုံးအထိစဉ်းစားထားပြီးသားမှုဘလို့စိတ်လက်မကြီးမသားဖြစ်မှုမျိုးမှမရှိတော့ပါဘူးတည်ခြင်းဆိုတာကလည်းတကယ်တမ်းပြီးဆုံးသွားတာမဟုတ်သေးပါဘူးနိဗ္ဗာန်မရောက်မချင်းတန်တရားလဲနေအောင်မှာပဲလीအ ဗုဒ္ဓရဲ့တရားတော်တွေနဲ့အညီကြည်မြင်လိုက်ရင်နိုင်ကျေအဖို့အရှုံးမရှိပါဘူး။ငါဟာနိုင်ငံရေးသမားတယောက်ဖြစ်တယ်။ပြီးတော့တေလူလည်းဖြစ်တယ်။တေလူလို့သတ်မှတ်ထားတဲ့လူဘလို့လှုပ်ပြီးထတ်တက်လို့ရအောင်ပါလေ။ငါကတေလူလီ။သူတို့ငါကိုတတ်လို့မရတော့ဘူး။သူဟာကရထိုင်တလုံးကမတ်မတ်ထိုင်းနေပါလေ။မင်းဘာလှုပ်လှုပ်တယ်လဲ။ ငါမကြောက်ဘူးငါအလုပ်ကိုငါယုံကြည်ချက်နဲ့လုပ်တာအခန်းကရှင်းရှင်းလင်းလင်းမှာဒါပေမဲ့လူ၉ယောက်ကြီးတောင်ဝင်းနေတော့နည်းနည်းတော့ပြတ်သိမ့်နေတယ်လို့ပဲငါကတေလူပဲသူငါကိုတတ်လို့မရဘူးသူကသူ့မျက်လုံးတွေကိုတယောက်တည်းသောလူသားအပေါ်မှာသာစိုက်ကြည့်ထားလိုက်ပါတယ်မင်းဘာဖြစ်လို့အင်္ဂလိပ်စာသင်ခဲ့တာလဲသူတို့မှာသူနဲ့ပတ်သက်လို့မေးစရာအချက်လက်မရှိပါဘူး ူတို့မေးသမျှဟာသူ့ကိုရန်စနေတယ်လို့ပါပဲမင်းဘာဖြစ်လို့အင်္ဂလိပ်စာသင်ခဲ့တာလဲငါအမှန်တွေကြည့်လုတ်ခဲ့တာငါယုံကြည်တယ်သူတို့အားလုံး၈ယောက်ပါ၄ယောက်က သူ့ရှေ့မှာတန်းစီထိုင်းနေပြီးမိကွန်းတွေထုတ်နေကြတာပါတယောက်ကယူနီဖောင်းဝတ်ထားပြီးပခုံးပေါ်မှာကျဲဝင့်သုံးဝင့်တက်ဆင်ထားပါတယ်မင်းဘာအလုပ်လုပ်စားတာလဲ တယောက်ယောက်ကသူ့နောက်ကနေနောက်စီကိုရိုက်လိုက်ပါတယ်။နောက်တယောက်ကမျက်လုံးကိုဖြတ်ရိုက်တယ်။စလာပါပြီ။ရိုက်နှက်မှုတွေရက်တန့်သွားအောင်လုပ်ရပါလိမ့်မယ်။နီလန်တခုတော့ရှာရပါမယ်။သူကလူတယောက်တည်းကိုပဲစိုက်ကြည့်ထားတယ်။အဲ့ဒီလူကိုပဲကြည့်ပြီးမိခွန်းတွေဖြေးတယ်။သူဟာတည်ငိမ့်နေတယ်။အံဩစရာကောင်းလောက်အောင်ကြန့်ခိုင်နေတယ်။သူ့အာယုံတွေကလည်းထက်မြက်နေတယ်။ အခန့်အပြင်ဘက်ကတကားအဖွင့်ပိတ်တံတွေကိုကြားနေရတယ်။မျက်နှာချက်မှာထွန်းထားတဲ့တလုံးနေတော်မီးသီးကိုပတ်ပြန်နေတဲ့ပိုးကောင်တွေရဲ့တောင်မှန်ခတ်တံကိုတောင်ကြားနေရတယ်လို့ပဲ။မိမိဘတွေကရောဘာလုပ်လုပ်တယ်လဲ။သူဖြေတာတွေကိုသူတို့မကြိုက်ပါဘူး။သူတို့စိတ်မရှိတော့ပါဘူး။နောက်ထပ်ရိုက်ချက်တစ်ချက်ကပါးပေါ်မှာကြာလာတယ်။နိုင်ဂျယ်စိုက်ကြည့်နေတဲ့လူက ယူနီဖောင်းဝတ် ပခုံးပေါ်မှာကြဲသုံးပွင့်နေပါအရာရှိတယောက်ဖြစ်တယ်ဆိုတာပေါ်လွင်နေပါတယ်သူဟာရိုက်ချင်နှက်ချင်ပုံမရပါဘူးသဘောထားကောင်းပုံရပါတယ်ဒါကိုသူ့မျက်လုံးတွေထဲမှာနိုင်ကြဲမြင်နေရတယ်မင်းအင်္ဂလိပ်စာဘာဖြစ်လို့သင်ခဲ့တာလဲဘယ်မှာသင်ခဲ့တာလဲတစိမ့်လောက်ကျွန်တော်ကိုမရိုက်ဘူးပြောပြပါ နိုင်ကြဲကကြဲသုံးပွင့်ကိုပြောလိုက်ပါတယ် သူတို့ရိုက်နေရင်ကျွန်တော်ဘာမှ ပြောမှာမဟုတ်ဘူး။သူပြောတဲ့စကားထဲမှာဘာအဃာတမှမပါဘူး။တောင်းမှန်တိုးရှိုးတယ်လည်းမပါဘူး။သူကသူ့လူတွေကိုဘာအရေးအယောင်မှမပြပါဘူး။သူတို့ဒီလိုပဲဆက်ရိုက်နေရင်ကျွန်တော်ဘာမှပြောမှာမဟုတ်ဘူး။ကျွန်တော်ဘာအမှမှမလုပ်ခဲ့ဘူး။ကျွန်တော်ကအเจ้าဆရာတယောက်ပဲ။ကျွန်တော်လူအဖွဲ့အစည်းရဲ့တာဝန်ကိုကျွန်တော်ထမ်းဆောင်နေတာပဲ။ဒါပေမဲ့အဲ့ဒါခမည်းတော်သိတဲ့အတိုင်းကျွန်တော်တာဝန်မဟုတ်ပါဘူး။ ဲ့ဒါကအစိုးရရဲ့တာဝန်အာဏာပိုင်တွေရဲ့တာဝန်ခမည်းတော်ရဲ့တာဝန်ပါတခဏတော့တိတ်ဆိတ်သွားတာသူသတိထားမိပါတယ်အကြည့်တွေပြောင်းလဲသွားတာကိုလည်းရိတ်မိလိုက်ပါတယ်သူတို့အံ့အားသင့်သွားပုံရပါတယ်စိတ်တူစရာကောင်းပေမဲ့သူခံပြင်းတဲ့အချက်ကအနိုင်ရသွားတဲ့သဘောရှိပါတယ်သဘောတရားအရတော့သူတို့ထဲကတယောက်မှဒီအချက်ကိုမငင်းနိုင်ကြပါဘူး ဘုချုပ်ကြီးတွေဟာဗဇက်ကတော့အမြဲတမ်းဒီမိုကရေစီ ဖော်ဆောင်ပေးမယ်လို့ပြောခဲ့ကြတာပါ1962ခုနှစ်ကရော1988ခုနှစ်ကပါအာနာသိမ့်ပြီးနောက်မှာစကားတွေလှည့်ပတ်ပြောခဲ့ကြတယ်အချက်လက်အမှန်တွေကို ပုံဖြတ်ခဲ့ကြတယ်ဂရိတွေချိုးဖြတ်ခဲ့ကြတယ်တိုင်းပြည်ကနေခိုးယူခဲ့ကြတယ်စီကံပြေဝတဲ့ဒီမိုကရေစီပန်းတိုင်ကိုသွားဖို့အတွက်အိမ်ဆောင်အစိုးရများအဖြစ်နိုင်ငံတော်ကို ပဲ့ကိုင်နေရတယ်ဆိုတဲ့စကားကိုတဖွားဖွားပြောကြတာကလွဲလို့တခြားပြောเสียမှရှိကြပါဘူး1990ခုနှစ်ရွေးကောက်ပွဲရလတ်ကို ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအသစ်တရက်ရေးဆွဲရအောင်မယ်ဆိုတဲ့အကြောင်းပြချက်နဲ့အတိအမှန်မပြုခဲ့ကြပါဘူး2003ခုနှစ်ဒီဘဲရင်မြို့မှာအန်တီရဲ့ရင်နန်းကိုအစိုးရနောက်ခံနဲ့ရဲရဲဆက်ဆက် အလင်းငိုက်တိုက်ခိုက်မှုတရက်ပေါ်ပေါက်ပြီးတဲ့နောက်၃လအတွင်းမှာဘာမဆိုင်ညာမဆိုင်စီကံပြေဝတဲ့ဒီမိုကရေစီဖော်ထုတ်ရေးခုနှစ်နှစ်တာလမ်းပြမြေပုံဆိုတာကိုထုတ်ပြန်ကြေညာခဲ့တာပေါ့ကြေညာခဲ့ပါတယ်တကယ်တော့1988ခုနှစ်မှာအာဏာသိမ်းခဲ့တဲ့နဝတအစိုးရဟာ ပါလီမန်ဒီမိုကရေစီလမ်းကြောင်းကိုတွားရဖို့အတွက် ိုင်းပြည်ကိုတည်ငြိမ်အောင် အရင်လုပ်တာပါလို့တောင်ပြောခဲ့တာပါဒီပြောဆိုမှုဟာ လိန်ညာမှုတစ်ခုသာဖြစ်ပြီးအတိတ်ပဲကင်းမဲ့ကြောင်းလက်တွေ့နဲ့တခြားစီဖြစ်နေကြောင်းအယူတွေတောင်သိကြပါတယ်ပြီးခဲ့တဲ့နှစ်ကတော့နည်းနည်းလေးထူးခြားလာပါတယ်စေအုပ်စုဟာ သူပြောသလိုလှုပ်လာတော့မလူးလူးဖြစ်လာပါတယ်တိတ်မသေးကြလာပြီမဲ့တနေ့မှာ အာဆီယံအဖွဲ့အစည်းဥက္ကဋ္ဌလှုပ်ချင်လာလို့လားတော့မသိပါဘူး။ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ခုကလည်း2008ခုနှစ်မေလအတွင်းကျင်းပခဲ့တဲ့အကြံအဖန်ပြည်လုံးကျွဆန္ဒခံယူပွဲနဲ့အတီးဖြစ်သွားပါလေ။အနှစ်20ကြာပြီးနောက်2010ခုနှစ်အတွင်းရွေးကောက်ပွဲကျင်းပပြီးတော့မယ်လို့တရားဝင်ပြောဆိုလာကြပါပြီ။ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့အားနဲ့ပါလီမန် မြန်မာအခေါ်လွှတ်တော်မှာနာအဖာကလည်းယူနီဖောင်းတွေဝတ်ပြီးပါဝင်နိုင်မှာဖြစ်ပါတယ်ဒီလိုနဲ့ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေအရက်သားတွေဥဆောင်တဲ့အစိုးရတရက်ကို ဖော်ထုတ်သွားမှာဖြစ်ပါတယ်အဲ့ဒီလိုစီမံကိန်းကိုရေးဆွဲထားကြတာဖြစ်ပါတယ်ဘာပဲဖြစ်ဖြစ် နိုင်ဂျယ်ဟာပထမဆုံးအကြိမ်သူတို့ကိုလေလုံးနဲ့ဖိထားလိုက်နိုင်ပါပြီ အပြင်လူတွေဝင်ခွင့်မရတဲ့အကျင်းထောင်ထဲမှာပဲအကျင်းထောင်ထဲမှာလုပ်တဲ့အလုပ်ယုံတွေမှာတောင်အဲ့ဒီတရားရုံးတွေမှာပြောခဲ့တဲ့စကားတွေဟာ အပြင်လောကစီပြန်ရောက်လာစမြဲဖြစ်ပါတယ်အဲ့ဒီစကားတွေဟာအာမန်ပါလို့အတွေးခေါ်ပါလို့ကြားလောက်တဲ့စကားတွေဖြစ်ပါတယ်ကိုကြီးတွေလို့ခေါ်ကြတဲ့1988ခုနှစ်ចောင်းသားခေါင်းဆောင်တွေပြောတဲ့စကားတွေဟာ နာမည်ကြီးပါလေပြီးခဲ့တဲ့တနှစ်ခွဲလောက်တုန်းက2009ခုနှစ်ရှေးဝါရောင်တော်လန်ရေးမှာပါဝင်ခဲ့လို့အကျဉ်းထောင်အတွင် တရားရုံးမှာရုံးထုတ်ခံရသူ22ဦးဟာအကျဉ်းထောင်တရားလူကြီးကိုကြောပေးပြီးဆန္ဒပြခဲ့ကြပါတယ်သူတို့ဟာတနှစ်တိတိအထိမ့်သိမ်းခံရထားရပြီးမှ တရားရုံးကိုထုတ်ခဲ့တာဖြစ်ပါတယ်သူတို့ရဲ့မဟာဗျူဟာပညာရှင်ဖြစ်ပြီး မကြာခဏဖန်းစီအစစ်စေးခံရတဲ့ကိုကိုကြီးဆိုရင်ရဲစခန်းတွေရှိမှာရေးထားတဲ့ကုညီပြရစီဆိုတဲ့စာတန်းကို အမဲလိုလိုတယောခဲ့ပါတယ်။ဘဘဦးဝင်းတင်ဆိုရင် လူကုံတိတ်ခါနဲ့လွတ်လပ်မှုကိုကာကွယ်တဲ့တိုက်ပွဲဟာဘဝတစ်ခုလုံးကိုပေးဆက်ရတဲ့တိုက်ပွဲဖြစ်တယ်လို့ပြောခဲ့မှုပါတယ်။နိုင်ငံရေးအကျဉ်းသားအလုံးနီးပါးဟာတေဃာမသိယူဃာမယူ ဘယ်တော့မှအရှုံးမပေးပဲပြောင်ပြောင်တင်းတင်းအာခံသူတွေဖြစ်ကြပါတယ်။ခိုင်ဆန္နာဝင်းဆိုရင်လေသူ့ကိုလူငင်းချမ်းသာခွင့်နဲ့မလွတ်ခင်အချိန်အထိအင်းစိန်ထောင်ထဲမှာအမြဲတမ်းအစိုးရကိုစန့်ကျင်တိုက်ခိုက်တဲ့စကားတွေပြောနေခဲ့တာပါ။သူဟာထောင်ကလွတ်ဖို့အတွက်အပြစ်ရှိကြောင်းဝန်ခံတဲ့ခံဝင်ချက်ပုံစံပေါ်မှာလက်မှတ်မထိုးခဲ့ပါဘူး။လွတ်ခါနီးမှာ အစိုးရစန့်ကျင်ရေးစကားတွေမပြောဘူးသူမကို ထောင်မူးကသတိပေးတွေသတိပေးတဲ့အခါသူကထောင်မူးကိုပြန်អော်ခဲ့ပါသေးတယ်။နင်တို့ငါ့ကိုပဲဖမ်းလို့ရမယ်။ငါပါဇက်ကို တော့တောက်ခတ်လို့မရဘူး။ငါပါဇက်ကိုထောင်ချလို့မရဘူးလို့អော်ခဲ့တာပါ။အင်္ဂလိပ်စာကိုဗမာသင်ခဲ့တာလေ။နိုင်ဂျယ်ကသူတို့ဟာ သူ့အကြောင်းဘာမှသိမထားဘူးဆိုတာပိုသိသွားပါတယ်။ သူကနာမည်ကြီးဥဝင်းနိုင်တင်တန်းမှာတက်ခဲ့တာပါလို့ပြောပြလိုက်တယ်။ဟုတ်ပါတယ်။ဥဝင်းနိုင်ဟာလှဲတန်းမှာအင်္ဂလိပ်စာတင်တန်းဖွင့်ထားတာပါ။သူကအဲ့ဒီမှာပညာသင်ဆုရခဲ့ပါတယ်။သူစူးစမ်းမှုစူးစမ်းမှုကြောင့်လည်းရခဲ့တာပါ။သူပြောတာတွေဟာအမှန်တွေပါပဲ။ဒါပေမဲ့အပေါ်ယံလောက်ကသာ ပြောပြတာဖြစ်ပါတယ်။သူဟာအမြဲတမ်းသတိကြီးကြီးထားပြီးဖြေကြားခဲ့ပါတယ်။ ကျောင်းစရာလောက်တာဟာလူဝတ်တရားတစ်ခုကိုဆောင်ရွက်တာပဲလို့ဘာသာရေးသဘောတရားကိုကိုးကားပြီးပြောပြလိုက်တယ်။သူတို့ကငြိမ်းနားထောင်နေတယ်။လူတွေဟာအဖမ်းခံရမှကြောက်နေတယ်ဆိုရင်သူတို့အတွက်ဘာကောင်းကျိုးမှရလာမှာမဟုတ်ပါဘူး။လူအဖွဲ့အစည်းအတွက်ဘာကောင်းကျိုးမှမရှိဘူး။ဘယ်သူ့အတွက်မှကောင်းကျိုးမရှိပါဘူး။သူတို့ဒီမိုကရေစီလိုချင်တယ်ဆိုတာ နိုင်ငံရေးမှာပါဝင်ခြင်းလို့ပဲသူတို့ရဲ့တက်ကြွမှုတွေကိုနိုင်ငံရေးမှာအသုံးချခြင်းလို့ပဲဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲနိုင်ကျယ်အခန်းအန်းတစ်ထဲကအခန်းနှစ်ထဲကအပိုင်းနှစ်ကိုရနာလိုက်ပါရစေရှင် လာမယ့်အပိုင်းဆက်လေးတွေကိုဆက်လက်နားဆင်ပြီးကြပါအောင်လို့ ားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကျမ Venus ပါ။